ားလုံးပဲမင်္ဂလာပါရှင်မြမအော်ဒီယိုပေါ့ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ငွေမတ်တဲ့မြမများဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တိတွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုဆက်လိုက်ကြရအောင်တနေ့တနေ့ကျွန်တော်ဒီစာပလီနေမှာဦးကိုကိုကြီးတို့နှစ်ယောက်နေအတူ ထွေရလေးပါစကားများကိုပြောဆိုလျက်ရှိနေကြရာပြင်စာယူပဘာသိန်းဆိုသော လူစိုးကြီးတဝိအကြောင်းသူရောက်ရှိသွားလေသည်ဂျွာကလာစာပလိနှင်းမောင်ကကျုံလင်းအမှုဘောဆောင်ကိုကျူးလွန်နေလူစိုးတို့လူသက်သမားတွေကိုဒေါက်တော်များများတွေးခင်ပူပါလေဗျာအဲ့ဒီထဲမှာပြင်စာယူပဘာသိန်းဆိုတဲ့သူကတော့ကြောက်စရာအကောင်းဆုံးနေညံအများဆုံးလို့ဆိုရမှာပဲဗျာတုံမှာတခြားလူစိုးတွေနဲ့မတူတဲ့ ထိုးကြခြင်းရှိတယ်။အဲ့ဒီထိုးကြချက်ကဘာလဲဆိုတော့ပြင်မှုတစ်ခုခုကိုသူမကျိုးလွန်ခင်မှာကျောက်တော် CID ကိုဖြစ်စေပြင်မှုကျွလွန်ခံရမယ်ကာယကံရှင်ကိုဖြစ်စေကျောတင်အတိပေးတဲ့အချက်ပဲဗျ။အဲ့ဒီအချက်ကိုတော့ကြောက်အကြိုက်ဆုံးပဲ။ကဘာပေါ်မှာဘယ်လိုလူဆုံးမျိုးမှသူလိုစိတ်ထားမျိုးထားနိုင်မှာမဟုတ်ဘူးလို့ကျောက်ပြောရင်းတယ်။အင်းတို့အားရပါးရပြောလေရောထိုးချင်းနိုင်ပြင်ဆိုင်ယူပါဘာသိမ့်မှမို့ ရန်ကုန်ထောင်ကြီးအတွင်း၌ဓမြမှု လူတက်မှုများကြောင့်အပြစ်ဒဏ်ခံရစေဖြစ်လေသည်ညဏ်ညဏ်နဲ့များလာသောလူဆိုးများနဲ့စံတင်ရလောက်အောင်ညဏ်ညဏ်နဲ့များလာသည့်လူဆိုးကြီးပြင်စာယူပဘာသိန်းအားထိုခဲ့သောထောင်နှန်းတို့ပို့ခဲ့သူမှလည်းဇနောင်းဤမိတ်ဆွေကြီးစားပလီနှင်းမောင်မင်းဖြစ်လေသည်စားပလီနှင်းမောင်သည်ပြင်စာယူပဘာသိန်းအားဖျားကိုစုပွဲတစ်ခု၌ ဖမ်းဆီးခဲ့ခြင်းဖြစ်လေသည်ထို့နောက်စားပလီနေမောင်ကပြေစာယူပဘာသိန်းအကြောင်းကိုဆက်၍ပြောပြန်သည်ကြားစိုးတကောင်ကိုနောက်ဖက်တွေ့ရင်တော့အဲဒီကြားရဲ့အမိကိုလက်နဲ့ကိုင်းလှုပ်ပြီးတရီပေးရတယ်ကြားဟာကို့ကိုမြင်မှရင်းဆိုင်တိုက်ခိုက်ရတယ်အဲဒါမျိုးမှတခင်မုတ်ဆိုးဗျကြားကိုနောက်ဖက်ကချောင်းပြတဲ့မုတ်ဆိုးကိုမုတ်ဆိုးလို့မခေါ်ဘူးဒါပေမဲ့ကြုတ်ပြောတဲ့မုတ်ဆိုးကတော့ တော်တော်ရှားပါလေဗျာပြင်ဆိုင်ယူပဘာသိန်းတယောက်ဖြုတ်ကြောက်ပြောတဲ့မုတ်ဆိုးလိုစိတ်တက်ရှိတဲ့လူဆိုးတယောက်ပဲသူတမျှတိုက်မဲ့အိမ်လေးကိုကြိုတင်အတိပေးတယ်သူတတ်မဲ့လူတွေကိုကြိုတင်အတိပေးတယ်တဖက်လူတွေကိုလည်းကြိုတင်ပြင်ဆင်နိုင်အောင်လို့ပေါ့ဗျာအဲ့ဒီလိုအတိပေးပြီးမှပြစ်မှုကျွန်းလို့ရတယ်ဆိုတာဟာတိမ်လွဲတဲ့ကိစ္စမဟုတ်ဘူးဒါနဲ့ကိုနှင်းမောင် သူ့ကိုဘာဖြစ်လို့ပြင်ဆင်ယူပါလို့ခေါ်ရလေဗျာအဲလိုဦးကိုကိုကြီးကဝင်ရောက်မေးမြန်လိုက်လေရမှာစားပလင်းနှင်းမောင်ကအောက်ပါအတိုင်းရှင်းပြလေတော့သည်ဆိုင်းဝိုင်းနေမှာပြင်ဆင်ယူပါအရုပ်ကိုတတိထားပြီးကြည့်မိကြမှာပေါ့အဲဒီပြင်ဆင်ယူပါအရုပ်ဟာစင်းချင်းသေးသမင်းမြင်းငကြင်းဆိုတဲ့အကောင်တွေပေါင်းထားရပေးမဟုတ်လားပြင်ဆင်ယူပါဘာသိမ့်ဟာလေအဲဒီလိုပါပဲ ရုံငါးမျိုးဖြတ်တက်လို့သူကိုပြင်ဆယူပါဘာသိန်းလို့ခေါ်ကြတယ်။ငါးကိုခွဲဘာသိန်းဆိုပါတော့ဗျာ။မြမပြမရှိရင်လူစိုးတွေထဲမှာတော့ပြင်ဆယူပါဘာသိန်းဟာရုပ်ဖြတ်အတော်ဆုံးမြင်လို့ဆိုရမှာပဲဗျာ။ဒါနဲ့ကိုနေမောင်သူ့ရဲ့ဘဝစကြောင်းကိုတော့ခမရသိနိုင်မယ်ထင်နေ။တော်တော်စိတ်ဝင်စားရကောင်းပါပြီဗျာ။အဲဒီတော့ကျွန်ုပ်ကကိုနေမောင်စကားကိုဆက်ပြေးလိုက်ပြန်ရ။ကိုနေမောင်က စိတ်ဝင်စားစရာကောင်းတာပေါ့ဗျာကျောက်သားစာရေးစရာဆိုရင်တကယ်ဝတ်ထုကောင်းတစ်ပုဒ်ပဲပြုပြင်စာယူပါဘာသိလူစိုးဖြစ်ရတာလေတော်တော်စိတ်ဝင်စားစရာကောင်းနေဗျာလူတွေနဲ့လူလောကကိုသုံးသက်တဲ့နေရာမှာပြောင်းပြန်သုံးသက်မိလို့ပဲဆိုရမှာပေါ့ဗျာအဲဒီလိုအစချီကစားပလင်နှင်းမောင်ဒီပြင်စာယူပါဘာသိဘဝဆက်ချောင်းကိုပြောပြလေရာစနောက်ဒီစိတ်ဝင်စားလုံးဒီနဲ့ မဆူစာအုပ်ထဲ၌မှတ်ထားမိရတော်သည် ရကုအောက်တွင်ဖော်ပြမည်အကြောင်းအရာတို့သည်မဆူစာအုပ်ထဲ၌မှတ်ထားမိရတော်သည်တညတ၌မိမပြိုကလေးတဦးသည်ယောက်ျားပြိုကလေးတဦး၏ပခုံးအားမိလျက်ကိုပါတဲ့ငယ်ညများတို့ထွက်ပြေးကြရအောင်ပါဟုပူဆိုင်၍နေလေသည်ယောက်ျားပြိုကလေးမှမူဈေးပေါ်လိုက်တို့ကိုဖွင့်င်းနေဘာဖြစ်လို့ထွက်ပြေးရမှလဲမြတ်များရဲ့ မိကောင်ဖခင်သားသမီးပြီးပြီးတောင်းရန်ယူမပေါ့ကွဲဟုပြန်၍ပြောလီတော်သည်မဟုတ်ဘူးမဟုတ်ဘူးကောပါသိန်းအနေနဲ့တောင်းရန်ယူလို့ညံ့ရတော့မိပါရီကပေးစားကြမှာမဟုတ်ဘူးဟုညံ့ရသောသောမိန်းကလေးကငိုရှိုက်ရင်းနဲ့ပြောလိုက်လေသည်ဘာဖြစ်လို့သဘောမတူရမှလဲညံ့ရရင်ကျောင်းဟာအရက်လေးမတောက်ဘူးဖဲလေးမရိုက်ဘူးအပြောအပါလေးမလိုက်ဘူးညံ့ရတော့အဖေရဲ့တစ္ဆတ်မှာရိုးရိုးသားသားကြွကြွဆဆနဲ့ အလုတ်လုံနေတာမမတို့အဖေလည်းအတိတ်သားမဟုတ်လားဟုဆိုကဈေးပေါ်လိုက်တိုးကိုဖွာလိုက်နေသည်ဟင်းဟင်းမဟုတ်ဘူးမမကိုအိမ်ကစပိုင်ရှင်တထေးသားနဲ့စိတ်ဆက်တော်မင်ကိုပါသိမင်းကစပိုင်ရှင်တထေးသားလေးမမရဲ့ရွှေကြည်မင်းစပိုင်ရှင်ရဲ့သားမောင်မောင်ကြီးဆိုတာသူ့နဲ့စိတ်ဆက်ကြတော့မှာဟာမဖြစ်နိုင်ပါဘူးကွယ်အဲ့ဒီတထေးသားမောင်မောင်ကြီးကို ကိုမသိကောင်းကောင်းသိပါတယ်။ဒီလိုကတကယ်ကိုအချင်းစာရိတ်တာမကောင်းနေလို့ပဲ။အရက်တောက်တယ်၊မိမလိုက်တယ်၊လောင်းကစားလုပ်တယ်။အလုံးလေးဘာမှမမေ့ရရလုပ်တယ်လို့မှမဟုတ်ပဲ။ဒီလောက်တော့အချင်းစာရိတ်တာမကောင်းနေလို့ရင်တော့မြမအင်အားလူကြီးတွေက စီစဉ်စားနိုင်မင်းမဟုတ်ပါဘူး။မြမတို့ထွက်ပြေးကြရအောင်မှကိုပါသိရင်မဟုတ်တာကွင်းမြမတို့မိဘတွေရဲ့မျက်နှာကိုထောက်ထားရမှာပေါ့။ ထွက်ပြေးကြလို့တော်ပါမလားကိုဘာသိန်လာပြီးတော့တောင်းရမ်းပါမယ်အဲဒီလိုမောင်ဘာသိန်ဆိုသူကချော့မော်လီတော်သည်ထို့နောက်မောင်ဘာသိန်နေမြမြတို့သည်ချစ်ချင်းမြတ်တာဤတိမ်မွေနုညံ့သောခံစားမှုကိုခံစားပြီးနောက်လမ်းခွဲကြတော်သည်နောက်တနေ့ရေမောင်ဘာသိန်သည်၎င်း၏မိခင်ကြီးအားမိမတောင်းပီးရန်ပူဇာလီတော်သည်မိခင်ကြီးကလည်းဖြစ်ပါမလားတာရဲ့ သူတို့ကသထွေးတွေပြီးတော့ငါသားတွေအလုပ်ရှင်မဟုတ်လားသူတို့သမီးဟာဟင်းရွက်ကစောမှာမဟုတ်ပဲသွားပြီးတောင်းလို့ပေးစားပါမလားဟု ပြောရင်းလူယုံကလေးမောင်ပါသိန်းကမဟုတ်တာပဲအမေယာလောကမှာလူယုံလူကောင်းဆိုတာဟာရှားမှရှားပါပြီနိဇနလိုလူယုံလူကောင်းတယောက်ကမိသားဖတာပြီးပြီးလာပြီးတောင်းရရင်မင်းကလေးရှင်တွေကလေးလေးနက်နက်စဉ်းစားမှာပါအမေရေလှုပ်ဆန်းပါအမေရေ အမိကိုကျွန်တော်ဝဲပေးထားတယ်။တရက်ထဲလုံးကြီးကလေးရှိတယ်မဟုတ်လား။အဲ့ဒါလေးကိုဝတ်ဆက်မှာကျွန်တော်ငပြောသေးတွေအုံးသေးတွေတွားပြီးတော့ဝယ်လိုက်ဦးမယ်။ပြီးတော့ဟော်ဟိုတန်းစလုံးနဲ့ကရော့ဝင်းလုပ်မယ်။အဲ့ဒီကရော့ဝင်းနေမြမြကိုတွားပြီးတော့တောင်းမယ်ဟု အတင်းပူစာလေးတော်သည်။မောင်ပါသိမ့်ွေမိခင်ဖြစ်သူမှလည်းမောင်ပါသိမ့်ပူစာလုံးသဖြင့်ဖြစ်ချင်ရာဖြစ်စေတော်ဟုသဘောထားကကရော့ဝင်းကိုရွှော်၍မောင်ပါသိမ့်နှင့်အတူ များများတို့အိမ်သို့ထွက်လာခဲ့တော်သည်။မောင်ပါသိန်း၏စိတ်၌ကငါသည်ရိုးသားစွာအကျဉ်စာရိတာကောင်းသူဖြစ်သည်။ကောင်းသောအသက်မွေးခြင်းနှင့်အသက်မွေးသူဖြစ်သည်။ထို့ကြောင့်များများ၏မိဘများသည်ငါနှင့်သဘောတူရမည်ဟု အပိုင်တွတ်ထားတော်သည်။ထိုအချိန်၌ကမြမတို့အိမ်တွင်တတ်သေးသားလူပေါ်သောမောင်မောင်ကြီးနှင့် မောင်မောင်ကြီး၏တပည့်ရေကျော်နှစ်ယောက်တို့လည်းရောက်ရွေနေသည်။ မောင်မောင်ကြီးဟိတပည့်ဖြစ်သူမောက်တိုးဆိုသူကဟောမမိမကြီးတယောက်ကတော်ဝဲရွက်လို့အကောင့်တကောင်လေးပါလီရဲဟုပြောလိုက်တင်းတတိသားမောင်မောင်ကြီးနဲ့ထိုင်ရမထား၍ကြည့်ရှုပြီးသည်ညံများတို့အဖေကိုအလုသမားတယောက်ကလာပြီးကတော်ရာဖြစ်မှာပေါ့ကွာပြီးတော့ယာတို့ကလေးပါလီတောင်ပြောမှာပေါ့အလုသမားတွေကအလုကိုကောင်းကောင်းမလုပ်ကြဘူးလာကပိုလိုချင်းနေရှာတို့တက်ချင်းနေဟုပြောကား နေရာတွင်ပြန်၍ထိုင်ချလိုက်လေ၏။များများ၏မိဘများကလည်းမောင်မောင်ချင်းနှင့်အတူအေကန်း၌လာရောက်၍ထိုင်ချသည်။ဒေါ်ချင်း၌မောင်ပါသိန်းတို့တားမီလေအိမ်မတို့ရောက်ရှိလာပြီးတွင်မောင်ပါသိန်းကများများမိဘများရှင်၌ကရုံပွဲကိုလာရောက်ချထားလိုက်လေ၏။များများ၏ဖခင်လည်းအတိတ်ဘဲကိုနားမလည်သဖြင့်ကရောင်ဝဲရီဘာရီနဲ့မောင်မသိန်းတို့တားမီကဘာများလဲကွဲဟုမိလိုက်ရာ မောင်ပါသိန်းတို့သားမေသည်ကျမ်းမြေမော၌ထိုင်ချပြီးလီမြャမြာဤမိပါများအားကတော်လီတော်သည်ကတော်ပြီးနောက်မောင်ပါသိန်းကသူ၏မိခင်အားအမေပြောလိုက်လေဟု ပြောလျင်မိခင်ဖြစ်သူကလည်းငါသားပဲပြောပါကွယ်မဟုတ်သားပဲအမေရဲ့အမေပြောမှာပေါ့ငါသားပဲပြောပါကွယ်အမေပါဆက်ကမထွက်ရဲလိုပါဟုပြန်ပြောလျာမောင်ပါသိန်းကခေါင်းကိုတပြင်းပြင်းကုပ်လျက် ဒီလိုပါတထေးမင်းခမအခုလာတဲ့ကိစ္စကတော့တထေးမင်းရဲ့သမီးမြမြကို ကျွန်တော်နဲ့ပေးစားဖို့လာရောက်တောင်းရတဲ့ကိစ္စပါဟုပြောလိုက်ရာမြမြဤဖခင်ရောမိခင်သည်ရက်သေးသေး၍သွားချသည်တထေးသားမမောင်ကြီးသည်ပလင်ဤမြအတင်ရဲတော်သောမောင်ဖာသိန်းကို ကြည်၍ဗဆက်အဟောင်းသာဖြစ်သွားလီတော်သည်ထို့နောက်မြမြဤဖခင်သည်တတိရလာပြီးတွင်ခွေးမာသာမိုင်းရိုင်းလိုက်တဲ့အကောင် မင်းလိုကောင်းတဲ့ငါသမီးကတန်လို့လားကွာဟုဆိုက အနည်းရှိဒုက္ခကိုဆွေ၍သားမီနှစ်ယောက်စလုံးအားတအားလွှဲရင်ရှိုက်လေရမောင်ပါသိန်းရင်မိခင်လေးကြောင်းလန်တစားအော်၍ပြေးလီတော်သည် မောင်ပါသိန်းကုံမူတထေးသားမောင်မောင်ကြီး၏တပည့်ရီကဖမ်းဆီးချုံအောင်ထားကြပြီးနေမောင်မောင်ကြီးကဘန်းကို ဖြန်းကနေဖြန်းကနေရှိုက်လီတော်သည်ခွေမျိုးမင်းလိုတပည့်၆ပြားကောင်းကများတထေးသမီးကိုလာပြီး တပဲတန်းငပြောသည်နှင့်ခြောက်ပြားတန်းအုံးသည်ကိုကရော့ဝိုင်းလုပ်ပြီးလာတောင်းရသလားဟုဆိုကနောက်တစ်ချက်ရိုက်မြင်အလုပ်တွင်အင်ကန်အတွင်း၌ငိုယိုလျက်ရှိသောမြတ်မြသည် ပြေး၍ထွက်လာပြီးဒီမှာကိုမမောင်စီဒီကိစ္စမှာရှင်နေဘာမှမဆိုင်ပါဘူးပြီးတော့ကိုပါသိန်းမှာဘာအပြစ်မှမရှိဘူးဒီမှာဖေဖေကိုပါသိန်းကိုလွှတ်လိုက်ပါ ကိုပါသိန်းမှာဘာမှအပြစ်မရှိပါဘူးသမီးရဲ့အပြစ်ပါဟုငိုယို၍ပြောလိုက်ပြီး မောင်မောင်ကြီးတို့လည်းကိုပါသိန်းကိုလှွတ်လိုက်ကြသည် မောင်မောင်ကြီးတပည့်နှစ်ယောက်ကမူမောင်ပါသိန်းနောက်တော့မရောမလဲလိုက်သွားကြပြီးမောင်ပါသိန်းအားဟင်းအိုကိုအာမနာတဲ့အမဲယုတ်အဆုတ်အပေးဟုဆိုကာဝိုင်းဝန်းထိုးကြင်ကြရမောင်ပါသိန်းဒီသွားသချောင်းကျိုးရီသွားလီတော်သည်မောင်ပါသိန်းရင်မိခင်မှလည်းရင်းချက်ယောဂပြန်၍ဖြစ်လီတော်သည်ထိုနေ့ညနိုင်မူများများဤဖခင်က သူ၏ဆက်ယုံမန်နေဂျာအားဒီခွေးကောင်ကိုအလုတ်ဖြုတ်ပြလိုက်တော့ဟူအမိန်ပေးလိုက်ရာမြန်းများသည့်ဖခင်ခြေတော်ကိုဖတ်၍မလုတ်ပါနဲ့ဖေဖေရေကိုပါသိန်းကို အလုတ်ထုတ်မပြစ်ပါနဲ့သူတို့သားအမိငတ်သွားပါလိမ့်မယ်ဟူငိုရွ၍တောင်းမန်ရှာလေသည် ဖခင်ဖြစ်သူကလည်းမရဘူးဒီကောင်ကို အလုတ်ကထုတ်ပြရမယ်ဟူသာထရဆက်ပြော၍နေတော်သည်မြန်းများကလည်းကိုပါသိန်းဟာဖေဖေတို့ကို အလုံးမဲလေးစားပါတယ်။သမီးကခိုးဖို့ပြောတာတော့ဖေဖေတို့ရဲ့မျက်နှာကို ထောက်ပြီးခိုးမပြေရှာပါဘူး။ဖေဖေရဲ့သူကအလုံးမထုတ်ပြစ်ပါနဲ့။သမီးကသာကြိုက်တယ်လို့ဆုံးမပါတော့ဟုငိုယုံပြီးပျော်ရှာလေးသည်။နောက်ဆုံး၌ဖခင်ဖြစ်သူကအေးကောင်းပြီ။ဒီလိုဆိုရင်ဒီကောင်ကိုအလုံးမထုတ်ဘူး။ဒီကောင်နဲ့လုံးဝအဆက်အသွယ်ဖြတ်ရမယ်။ပြီးတော့နင်းလုံးကောင်းကများငါလိုမိမကိုမှန်းရသလားဆိုပြီး လူလေကောင်မှပါးကိုဖြန့်ကနေရိုက်ပြရမည်ဟု အကြံကိုင်းနေတော်သည်နောက်ဆုံးလဲညမြလင်းမောင်ပါသိန်းအလုတ်ပြုတ်မည်ဆိုသည်ဖြင့်ဘာခင်ကြီးရဲ့ဇကားကိုသဘောတူလိုက်ရလေဤသို့ဖြစ်ပြပြီးသုံးရမြောက်တော်နေ၌မိခင်ကြီးအတွက်တခြားရည်စင်နန္ဒာဖြူပြားရည်စာတော်စင်းများကိုဝယ်၍ဈေးအတွင်မှထွက်၍လာစဉ်ညမြတို့လည်းဈေးဝယ်ရန်အတွက်ကားနှင့်ရောက်၍လာသည်သမီး ဟိုမှာဟိုကောင်။တမီးပေးထားတဲ့ဂရီအတိုင်းလှုပ်ပေတော့ဟုမြမျာကိုကားပေါ်မှာစင်းစင်း၍ခိုင်းလိုက်လေသည်။မြမျာလည်းကားပေါ်မှာစင်းသွားပြီးလျင်မောင်ပါသိန်း၏အနီးသို့သွားလျာ။မောင်ပါသိန်းကဟင်းမြမျာဟု အားရပါရနှုတ်ဆက်လိုက်ရာမြမျာကနေလိုကောင်ကများငါ့လိုမိမကိုမှန်းရသလားဟုဖြန်းကနေပါးကိုရိုက်လိုက်လေတော့သည်။မောင်ပါသိန်း၏လက်အတွင်မှာ စေးပလင်းများလေးလမ်းပေါ်သို့ကျ၍ပြန့်ကျဉ်ကုန်တော်သည်။မောင်မသိန်းသည်မြမား၏အပြူမူကိုနားမလည်နိုင်အောင်ရှီလေသည်။ဝမ်းနေကြေကွဲလုံ၏မျက်ရည်များလည်းဝိုင်း၍လာသည်။မြမားလေးမောင်မသိန်း၏ပားကိုရိုက်ပြီးနောက်ငိုရိုလျက်ကားစီသို့ပြန်၍ပြေးလာသည်။ဖခင်ဖြစ်သူကမူအားရချင်းနဲ့လွန်၍တဟာဟာရေမောရွေကားကို မောင်းထွက်သွားလေတော်သည် မောင်ပါတိန်ဤနား၌ ထိုရဲ့တန်းကြီးသည်ဆွဲထင်၍ဂျန်နေသည်အိမ်တော်ပြန်ရောက်သည့်အခါ၌လည်းဘာဘာတန်းကြီးမိခင်ကြီးသည် အမောဖောက်၍နေလေသည်မြားမကြမီ၌မိခင်ကြီးသည် ကွဲလွန်အနှိမ့်စာရောက်လေတော့သည်ဘာဘာတန်းကြီးယူဆုံးမရငိုကြွေးနေတော့သည် မိခင်ကြီး၏စာပနာကိုလည်းတေဆတ်အလုသမားများ၏အကူအညီနှင့်ပင်တကြိုလိုက်လေတော့သည်တလားခန့်ကြသောခါ၌မူ မောင်ပါတိုင်ရမြမ်းမြည်ဖခင်က အလုတ်ထုတ်ပြင်လိုက်လေသည် မောင်ပါတိုင်သည် အလုတ်ပြုတ်သည့်အခါ၌သတင်းစာရောင်းရနေတော်သည်တနေ့တနိုင်မောင်ပါတိုင်သည်လမ်းမှသတင်းစာရောင်း၍ပြန်လာရာလမ်းမှ မော်တော်ကားကြီးတစ်စီးသည်မောင်ပါတိုင်ကတိုက်မိမိကဲ့သို့ဖြစ်သည်ဖြင့်မောင်မသိန်းကမော်တော်ကားကိုလှမ်း၍ကြည့်လိုက်ရာတထေးသားမောင်မောင်ကြီးနှင့်ညံများတို့ဆုံတွဲကို တွေ့ရလေတော်သည် များများသည့်မောင်ပါသိန်းအားမြင်လျင်မျက်နှာကိုလွှဲ၍တွားလေသည်တတိယမောင်မောင်ကမူဦးခေါင်ကိုမော်တော်ကားပရင်းပေါက်မှထုတ်လျက်ဟစ်ကောင်တပေး၆ပြားကောင်ကားကိုဗားမှတ်လို့လေတေးချင်းလို့လားဟု ပြောလေသည်မောင်ပါသိန်းသည်မောင်မောင်ကြီး၏မျက်နှာကိုတည်တည်ဆဆကြည်လိုက်လေသည်ထို့နောက်မျက်မျက်ထမ်းသို့တွားပြီးလျင်မျက်မျက်ရေကိုပါသိန်းမှာဘာဖြစ်ရှိလို့ဒီလောက်တောင် ခါခါတီတီမုံသွားရတာလဲဟုမေးလိုက်ရာရမ်းများကတစုံတရာပြန်လဲပြောဆိုခြင်းမပြုဘဲမျက်နာကိုတစ်ဖက်သို့လှည့်လိုက်သည်မောင်မောင်ကြီးကမူအန်ကိုကြိတ်လျက်မောင်ပါသိန်းကိုကြည့်ပြီးနှင်းဟဲ့ကောင်တပင်းဆောက်ပြကောင်ငါမိမကိုဘာလာပြောနေတာလဲဟုပြောလိုက်ရာမောင်ပါသိန်း၏နှလုံးသား၌ဆက်ပြင်းပြင်းဖြည့်၍သွားလေသည်ဒီမှာတထေသားကြီးကျောက်ကတော့တပင်းချောက်ပြားကောင်ပဲ ဒါပေမဲ့တထေးသားကြီးကို ပြောလိုက်အောင်မယ်။ကိုလူကတိတ်ပြီးအဖိုးတန်နေလူပေါ့။ဟုတ်လား။ဘလောက်အဖိုးတန်နေဆိုရာကြုတ်ကြည့်မယ်။ဟာဟာ။ဘာတိတ်နေနားလေလား။ဒီနေ့ကစပြီးတော့ဘာတိတ်မယိုးသားတော့ဘူးဟိ။မယိုးသားတဲ့ကောင်းကြီးလူပောင်းဝတဲ့ခင်မာငါလဲယိုးသားဖို့မလိုတော့ဘူးဟိဟု။ဘာတိတ်ကကျင်းဝလိုက်လေသည်။မောင်ဘာတိတ်သည်စိတ်ပါလက်ပါကျင်းဝလိုက်သည့်အချိန်၌တစ်ခေါလုံးချက်သည်မွေးငင်များထား၍သွားသည့်တိုင်အောင် သူ၏စိတ်သည်တက်ကြွ၍တွားလီတော်သည်တထေးသားမောင်မောင်ကြီးကမူသူကားကိုဝုန်းကနေမောင်း၍ထွက်သွားတော်သည်မောင်ပါသိသည်လက်တွဲမှသတင်းစာများကိုပြစ်ချ၍လက်သည်ကိုချစ်ချစ်ပောင်းဆုပ်လိုက်၍မောင်မောင်ကြီးမင်းတို့ရဲ့စီစိန်ဥစ္စာတွေအားလုံးကငါရဲ့စီစိန်တွေ ဖြစ်လာစေရမယ်ဟုထမှန်ကျင်းဝါလိုက်လေတော်သည်ထိုနေ့မှစ၍မောင်ပါသိသည်ထိုဒေသမှပျောက်ကွယ်သွားပြီလျှင် လူစိုးလူမိုက်လောကသို့ရောက်ရှိသွားတော်သည်။နေတော်တန်ကြသောခါ၌ရုပ်ဖြာရ၌ဝဲအလွန်ပြည့်လာသော ထမရခေါင်းဆောင်ကြီးပြင်စယူပဘာသိန်းဟူ၍ဖြစ်လာလေတော်သည်။လူစိုးများကရုံငါမျိုးဖြတ်နိုင်သောကြောင့်ပြင်စယူပဘာသိန်းဟူခေါ်ဝေါ်ကြတော်လေ။ပြင်စယူပဘာသိန်းကိုရိုင်းကမူငါကိုယ်ခွဲလူစိုးကြီးဒါမှမဟုတ်ပြင်စယူပဆိုတဲ့အကောင်မှာအယုတ်ငါမျိုးပါတယ် ချိန်တွေလည်းပါတယ်ချိန်တွေဟာရရင်နေစင်းလည်းပါတယ်စင်းဟာကြန့်ခိုင်းနေအညိုးကြီးတယ်ညင်းလည်းပါတယ်ညင်းကတော့လက်တယ်သမင်းချိုးလည်းပါတယ်သမင်းဟာရင်ကျေးတယ်ငချင်းအမိလည်းပါတယ်ငါဟာတိတ်ဆိတ်တယ်နှုတ်လုံးနေကျုံမလည်းအဲ့ဒီလိုအကြီးအချင်းငါမျိုးရှိတယ်ဟုမကြခဏပြောလေရှိသည်တနေ့တနိုင်ပြင်ဆာယူပဘာသိန်းကြီး တထေးသားမောင်မောင်ကြီးကိုပြန်ပြီးဆွဲလေးသည်ပြန်ပြီးဆွဲပြီးနောက်မောင်မောင်ကြီးအားကဲကိုမောင်မောင်ကြီးကျုပ်ကတော့ခမားကိုပြန်ပြီးဆွဲခဲ့ပြီးငွေဘလောက်နဲ့ပြန်ရွေးခိုင်းရမယ်ဆိုတာကိုတော့ခမားကိုခမားဈေးဖြတ်ပေးပါကျုပ်ကဈေးမဖြတ်ချင်ပါဘူးဟုပြောလေသည်မောင်မောင်ကြီးမှတရားမဲ့ဘဲကိုလွန်စွာထိတ်လန့်နေပြီးအတန်များပင်တုံတုံငင်းငင်းဖြင့်မလုပ်ပါနဲ့ခမားကျွန်တော်မိဘတွေနဲ့စီးပွားရေးကြနေပါပြီ။ နည်းနည်းပပနဲ့ပဲခြေနဲ့လိုက်ပါဟုတောင်းပန်လျာပြင်ဆယူပါဘာသိန်ကဟာဟာဟာကောမောင်ကြီးကပဲတပင်း၆ပြားကောင်းမှမဟုတ်ဖေးဗျာကျုံလို့တပင်း၆ပြားကောင်းဆိုရင်တော့တပင်း၆ပြားနဲ့ပြန်ရွေးရင်ရတယ်ခမားကတိတ်ပြီးတော့အဖိုးတန်နေမဟုတ်လားဒီတော့ခမားရဲ့တန်မှုနဲ့ကန့်ကြီးအောင်စိမ့်တပီတောင်းနေမှာခမားရဲ့အသက်ကိုပြန်ပေးနိုင်မယ်ကိုမောင်ကြီးဟု ပြောပြနေရင်စိမ့်တပီနဲ့လာရောက်၍ မောင်မောင်ကြီးအားရွေးယူရန် မောင်မောင်ကြီး၏မိဘများထံသို့စာပို့လိုက်လျော်သည်မောင်မောင်ကြီး၏မိဘများလည်းစိန်တပြင်းနှင့် ရွေးရမည်ဟုသိလိုက်ရသောအခါမှာတုန်လှုပ်ကြလေသည်ထို့ကြောင့်နီးစရာကို တိုင်းပြင်ဆွေးနွေးကြရမှာတယောက်သောသူကပြင်စာယူပဘာသိန်းတို့အဖွဲ့နေမှာပါဒီကောင်းနေစိန်ဆိုရာကိုမြင်ဘူးတွေကောင်းနေမှာမဟုတ်ပေစိန်တို့တွေပေးလိုက်ရင်ရပါတယ်ဟု အကြံပေးသည်ဖြင့်စိန်တို့တပြင်းနဲ့ လူတယောက်ကိုဆေးလွှတ်၍မောင်မောင်ကြီးအားရွေယူနေသည်။ဒေါ်ရရင်ပြင်ဆယူပဖားသိန်းကစိန်ဘာဘူးတယောက်အားဖမ်းဆီးခဲ့ပြီးနောက်ဘာဘူးကြီးကိုကြုတ်တုတ်ဘာမှမလုပ်ပါဘူး။စိန်တွေကိုရောင်းမလို့ပါ။စိန်တွေစစ်မစစ်ဘာဘူးကြီးကကြီးရှူပြီးစစ်ဆေးပေးပါ။မစင်ရင်ငွေမချေပါနဲ့။စင်ရင်ငွေချေပါ။စိန်ကစင်းရဲ့သားနဲ့မစစ်ဖို့လို့လိန်ညာပြောခဲ့ရင်ဟောရီမှာမြင်လာတဲ့နှဟူဆိုကား မောင်မောင်ကြီးကလာရွေးသော စိတ်များအားပြသလေရာစိမ်းမဘိုးကခေါင်းခါလေသည်ဒါရီကအတူရေဟု ပြောလေသည်ထိုကြောင့်ပြင်စာယူပဘာသိန်းကမောင်မောင်ကြီးရဲ့မိဘများအားအောက်ပါအတိုင်းစားတဆောင်ရင်း၍ပို့လိုက်လေသည်မောင်မောင်ကြီးမိဘများတို့ပြင်စာယူပဘာသိန်းဟာစိမ်းအတုနှင့်အစစ်ကိုမခွဲတတ်ပါဘူးဒါပေမဲ့စိမ်းရဲ့ဆောင်ကိုနားလေတဲ့လူတယောက်ကို အတုံအဆက်ခွဲခိုင်းခဲ့ပါတယ်။သူကလည်းတည်တည်ထထကြည့်ရှုပြီးလူစင်းမင်းကိုပို့လိုက်တဲ့စိန်တွေဟာအတုတွေဖြစ်ကြောင်းပြောပါတယ်။ဒါကြောင့်စိန်အဆက်တပြေကိုထပ်ပို့လိုက်ပါအောင်။ပြီးတော့ပြောချင်တာက ပြင်စာယူပဘာသိန်းဟာစိန်အကြောင်းကိုနားမလည်ပါဘူး။တနတ်အကြောင်းတော့ကောင်းကောင်းနားလည်ပါတယ်။ဒီတခါစိန်အတုတွေပို့လိုက်ရင်တော့ကျုံနားမလဲတဲ့စိန်အကြောင်းကိုမလုပ်တော့ဘူး။ကျုံနားလည်တဲ့တနတ်အလုပ်ကိုပဲလုပ်တော်မင်း ောင်မောင်စီမိဘများလည်းပြင်ဆင်อยู่ပါဘာတင်ရဲ့စာကိုရလျင်ဇက်လက်၍မလိန်တပတ်မလုပ်ဝင်တော့ပဲတဆွေမျိုးလုံးချမ်းသာသမျှစိန်တို့ကိုတပြည့်ပြည့်သည့်အထီးဆု၍မောင်မောင်စီအားပြင်ဆင်อยู่ပါဘာတင်ထံမှရွေးယူကြလေတော့သည်ထို့သောရွေးယူစဉ်၌မောင်မောင်သိရင်တပည့်တဦးကဆောင်းလုံးပြိုတနတ်တလက်ဟွက်ယူလာပြီးနေပြင်ဆင်อยู่ပါဘာတင်အလင်း၌ပြေခန့်၍ကြံစီခဲ့တော်လေ ဇက်ဇိုလီရဲ့နှက်ကွက်ကမီးတောက်ဆိုးတဲ့ကဲ့သို့လင်းမြန်လာသောပြင်ဆင်ယူပါဘာသိန်ကဒေါ်သူ၏တနတ်ကိုသိမ်းဆဲလိုက်ပြီးလင်းမလန်မကန်တွင်ရှိသည့်အန်နီယန်ရှိကြောင်းချိန်ဆထားသောဒိန်းစားသောသည့်စာလမ်းမှစာလုံး6လုံးကို6လုံးပြုတ်ပြင်တက်ချက်ချင်းတတိုင်းတိုင်းနှင့်မှန်အောင် ပြပြပြီးလင်းဂျီဆန်ကိုရိတ်သွားတော့၆လုံးပြုံစုံလေးကိုလှည့်၍ကစားရင်ဒီမှာမောင်မောင်ကြီးရဲ့တပည့်တွေကကျုပ်ကိုအရင်လိုပဲ လူနုံလူညံကလေးမှတ်နေကြသေးတာကိုဟဟမောဆိုးဆိုင်တင်ဆိုးသလိုပါပဲခမားတို့လိုလူယုံမာတွေကတင်ပြပေးလိုက်လို့လူတွေအကြောင်းကိုနောကျင်နေအောင်တက်သွားပြီဗျပြီးတော့ကိုလူတို့ကလူတွေစီကတရားဝင်ခေါင်းမုံဖြတ်ထားတဲ့ပစ္စည်းတွေကိုကျောက်ကတရားမဝင်တဲ့နီးနဲ့အလှခံလိုက်ရတာကိုသိပြီးတော့ကျင်းတယ်မိတယ်ချပီစည်းပွားတွေရှာကြပါချမ်းသာအောင်လုပ်ကြပါဦးပြီးရင်ကျောက်ကိုလာပြီးတော့လှူကြပါဦး ဟဟငွေဆိုရအရင်ကတော့ကျုပ်အဖို့တိတ်ပြီးတော့ရှာတယ်အခုတော့ကျုပ်အတွက်တော့ဘာမှအတိတ်ပဲမရှိတော့ပါဘူးဟုဘာမှမခံရေမောပြောဆို၍မောင်မောင်ကြီးတို့ဟာပြန်ပြေးလွတ်လိုက်လေတော့သည်ဒို့အချိန်မှစရည်ဓမြခေါင်းဆောင်ကြီး ပြင်ဆာอยู่ပါဘာသိရင်တရင်သည်ကြောမိဘမှာပြန်နှံသွားတော့သည်ပြင်ဆာอยู่ပါဘာသိသည်ဓမြတိုက်ချင်းပြန်မေးဆွဲလို့များကို အောင်းအောင်းမြင်းမြင်းဖြင့်လောက်ကင်ခဲနေသည် နေပောင်းအတော်သာသည့်အခါပြင်ဆယူပါပါသိသည် ပြောက်ကွယ်၍သွားလီတော်သည်တတင်းကြီးမောင်မောင်တို့လည်းမွေး၍သွားလီတော်သည် မောင်မောင်ကြီးနှင့်မြမများတို့သည်တမီးလေးတစ်ယောက်ထုံကားခဲသည် မောင်မောင်ကြီးမှသူတစ်ပါးဤဆန်းဆန်း၌စည်ရင်အဖြစ်ပင်ဝင်ရောက်လုကင်နေရပြီဖြစ်သည်မြမများဤမိပါများမှလည်းစီးပွားဤပြပြကုန်ကြပြီဖြစ်၍နာမည်ကြီးကမ္မထံចောင်းတိုက်ကြီး၌ဇေယတလုံးစလုံးကား ချိုးချိုးတက်တက်နဲ့နေထိုင်ကြရတော့သည်ထိုးချိန်၌ပြင်စာယူပဘာသိန်ခေါ်မောင်မသိန်မလည်းဓမြမှုတစ်ခုနဲ့ထောင်ငါးနှစ်ကြာသွားခဲ့သည်ထောင်မလွတ်လာသောအခါရခင်စုဆောင်ထားသောငွေတို့ကိုပိုက်၍တထေးစီဘာသိန်အဖြစ်ဖြင့်ရန်ကုန်မြို့တွင်ထီထင်ပေါ်ပေါ်နေထိုင်ခဲ့လေသည်တနေ့တနင်္ဂနွေမျိုးနှင့်၎င်း၏တမီးကလေးသည် ရွှေတကောင်ဖျားတွင်ဖျားဖို့ပြီးပြန်၍အစင်း၌ ပြင်ဆယူပဘာတိုင်ကမြင်တွေ့လျာငွေမှန်းလာတော့များများနေများများတို့၏မိဘများအားလက်စားချေလိုသောစိတ်များတဖွာဖွာပေါ်ပေါလာသဖြင့်လမ်းပေါ်မှဆက်ရှိနေရွယ်တရောင်းစားကလေးတယောက်အားထိုးနေ၌ပင်ကောက်ယူမွေးစားခဲလေသည်ထိုးတရောင်းစားကလေးအားမွေးစားပြီးနောက်များများတို့၏တမီးနှင့်လက်ထက်ရန်အတွက်တဖက်လှည့်နှင့်ကြိုးပမ်းခဲလေ၏ရွှေစိန်ကြောက်တံပရမများအပြည့်အစုံနေ များများတို့၏သမီးကလေးအုံမာမြအားတောင်းရန်ခဲနေသည်များများနှင့်မောင်မောင်ကြီးတို့ကလည်းပြင်စယုပဘာသည်၏အကျန်းဟုမယိမ့်မိကြသဖြင့်တောင်းရန်ခြင်းကိုလက်ခံကြပြီးလျင်လက်ထပ်ထိမ်းများရန်သဘောတူခဲ့သည်လက်ထပ်ထိမ်းများသည့်အချိန်အခါတွင်ပြင်စယုပဘာသည်၏တပည့်နှင့်ထိုတပည့်၏မိမကပြင်စယုပဘာသည်မွေးစားထားသောတရောင်းစားကလေးမောင်ပါလှ၏ မိဘများအဖြစ်ဖြင့်ဆောင်ရွက်ကြလိမင်္ဂလာဆောင်ဩဘာစာ ဖတ်သည့်အချိန်နောက်တွင်မှပြင်ဆင်ယူပါပါသိသည် မော်တော်ကားနှင့်ရောက်ရှိလာပြီးလျှင်ပြိတ္တအားအောက်ပါအတိုင်းကျညာလေသည်ကြွားရောက်ချင်းမြင်ကြတဲ့မင်္ဂလာအပြိတ္တအပေါင်းတို့ခမည်းဦးမောင်မောင်ကြီးဒေါ်မြမြတို့ရဲ့တမီးအုံမများနဲ့လက်ဆက်တဲ့မောင်ပါလာရဲ့ဖခင်ဟာကျွန်တော်ပါပဲကျွန်တော်ရဲ့နာမည်ဘာသိမ်းပါ ပြင်ဆိုင်ယူပဘသိန်းတို့လူတီများတဲ့ဓမြကြီးလေးဖြစ်ပါတယ်။မောင်ပါလဟာကျွန်တော်ရဲ့မွေးစားသားပါ။သူကမွေးစားကလေးကမင်္ဂလာဆောင်ပြီးရင်သားဖြစ်မှဆွတ်လွန်မယ်လို့သဘောတူခဲ့ကြပါတယ်။ဒါကြောင့်သူကလေးရှိထားတဲ့အတိုင်းဒီအချိန်ကစပြီးသူကသားဖြစ်မှဆွတ်လွန်ပါတယ်။သူကသားဖြစ်နဲ့မွေးစားတာမို့ပေးတဲ့ပေးတိုက်တဲ့အမွေစာချုပ်တွေကိုလည်းအခုပဲပေးလိုက်ပါပြီ။ သူကိုဘာကြောင့်ဆွလို့ရတဲ့လဲဆိုတော့သူဟာတပည့်၆ပြကောင်းကလေးပါလမ်းပေါ်လျှောက်ပြီးတောင်းရင်ရတဲ့ကလောင်းစားကလေးပါပြေစာယူပါဘာတည်းဤစကားကြောင့်အေဘရိတ်တကြီးလေးလှုပ်လှုပ်ရွရွဖြစ်၍သွားလေသည်အပြင်မဲ့သောသူတို့သမီးကလေးအုံမာမြမာလေးရှက်လုံး၍မိမျောသွားလေသည် ပြေစာယူပါဘာတည်းနေကားကုန်မောင်း၍ပြန်ကယ်လေတော့သည်အိမ်သို့ရောက်ရှိပြီး များမကြမီ၌ ။များများသည်လက်၍လာပြီးသည်ပြေစာယူမဘသိန်အားအောက်ပါအတိုင်းမင်းနေတော်သည်။ကိုဘသိန်ရှင်ကုလိုလှုပ်လိုက်ရတာသိပြီးချိန်နဲ့သွားသလားယင်။ဘဲနဲ့မချိန်နဲ့ဖဲရှိပါမလဲများများယင်။ကရော့ဝိုင်းနဲ့လာပြီးတောင်းနေကျုပ်တို့သားမိကိုခွေးရိုက်တယ်လို့ရိုက်ခဲ့ကြတယ်။များများရရဲ့ဂုံးရှိတဲ့အတိုင်းဝိုင်းကိုပြန်ပြီးတယောလိုက်ရတာသိကိုချိန်နဲ့ပြီးတိတ်ကိုပီတိဖြစ်တာပေါ့။ အဲ့ဒီအုံမာမြဆိုတာကိုမမောင်ကြီးနဲ့ရတဲ့ကလေးမဟုတ်ဘူးကိုပါသိန်းနဲ့ချင်းတွင်ရင်ကျူးကျူးလွန်လွန်ဖြစ်ခဲ့ရတာရခဲ့တဲ့ကလေးရှင်အဲ့ဒါရှင်သမီးဗျာတကယ်ပဲလားတကယ်ပါကိုပါသိန်းဟိုအစချီကမောင်ပါသိန်းအားအလုံးပြုံးသွားဆုံး၍လူမြင်ကွင်း၌ပားရိုက်ခဲ့ရပုံကအစရှင်းပြလိုက်ရမှာလွန်စွာစိတ်ခိုင်းလာသောလူဆိုကြီးပြင်ဆင်ယူပါပါသိန်းသည် ခြုံဝဲချ၍ငိုလီတော်သည်ထို့သောငိုပြီးနောက်ကျုပ်ကိုစော်ကားခဲ့တဲ့လူတွေကိုကျုပ်ကတော့ပိုင်ပြီးဆိုပြီးလက်စာချိလိုက်တာပါပဲအခုတော့သူတို့ကိုမထိပဲကျုပ်ကိုပဲပြန်ပြီးထိပါနေပေါ်လားလောကကြီးရဲ့ပြန်စာယူပါဗသိန်းတို့ကို အသာစီးရအောင်အလှည့်မပေးတော့ဘူးလားဟုညည်းတွားလိုက်နေတော်သည် ထို့နောက်ပြန်စာယူပါဗသိန်းသည် နိုင်ငံသားတို့ထွက်ခွာသွားတော်သည် ဇာပလင်နေမောင်သည်အထက်ပါအဖြစ်ပြက်တွေကိုအသိစိတ်ဖော်ပြပြောခဲ့တော်သည်ကျွန်တော်တို့သည်ကလက်စားချေတက်လွန်သောထမရခေါင်းဆောင်ကြီးပြင်ဆယူပါပါတဲ့ဤအပြည့်ပြက်ကိုနားထောင်ခဲ့ပြီးနောက်လူစိုးလူမိုက်မဖြစ်ချင်းပဲဖြစ်ခဲ့ရတာပြင်ဆယူပါပါတဲ့အာတနာလေတနာမိလေဤထို့ကြောင့်ကျွန်တော်ကစားပလင်နေမောင်အားအောက်ပါအတိုင်းပြောမိနေသည်ပြင်ဆယူပါပါတဲ့ကတနာစရာကောင်းပါလေ ။တကယ်ကဒီလူဟာလူဆိုးမှမဟုတ်ပဲ။တကယ်လူကောင်းပဲ။သူခမရမဆိုးခြင်းမဲနဲ့ဆိုးသွားရှာရတာ။